မင်္ဂလာပါရှင်အသက်6လမှ9နှစ်အတွင်းရှိကလေးငယ်များကိုကလေးငယ်တို့ရဲ့လမောင်းလုံးဘက်ကိုတိုက်တာခြင်းဖြင့်လက်တလောအာဟာရချို့တက်မှုရှိမရှိကိုတရှိနိုင်ပြီးအကယ်၍လက်တလော အာဟာရချို့တက်မှုရှိခဲ့ရင် ကုသမှုကိုစောစီးစွာခံနိုင်မှာပဲဖြစ်ပါတယ်ရှင်လမောင်းလုံးဘက်ကို တိုင်းတာချင်းဆိုတာကတော့ခလေးဘဘက် လမောင်းရဲ့အလေတက်တဲ့အမှတ်ကိုရှာဖွေမှတ်သားပြီးလမောင်းလုံးဘက်တိုင်းပီချိုးနဲ့တိုင်းတာချင်းပဲဖြစ်ပါတယ်။ မမောင်းလို့ပတ်တိုင်းပေကျူးဆိုတာကယခုပုံမှာပြထားတဲ့စိန်ဝါနီအယောင်ချေထားတဲ့စကုပေကျူးခေါ်တာပဲဖြစ်ပါရဲ့ရှင်။အဲ့ဒီပေကျူးမှာအပေါ်ဘက်နဲ့အောက်ဖက်မှာညာနှစ်ခုဆွဲထားတဲ့လေးတောင်ပုံအပေါကြီးတစ်ခုပါရှိပါတယ်။အဲ့ဒီညာနေရာကပေကျူးရဲ့စာမျက်ဖဲဖြစ်ပါတယ်။ဒေါင်းလိုက်ဖြစ်နေတဲ့ခြင်းမြောင်းနဲ့အပေါငယ်တစ်ခုပါတဲ့အပိုင်းရဲ့ အနီရောင်ချေထားတဲ့စင်တီမီတာအမှတ်သားပါတဲ့အပိုင်းအဝါရောင်ချေထားတဲ့စင်တီမီတာအမှတ်သားပါတဲ့အပိုင်းအစိမ်းရောင်ချေထားတဲ့စင်တီမီတာအမှတ်သားပါတဲ့အပိုင်းအခုလိုချွန်နေတဲ့အပိုင်းဆိုပြီးတော့ရှိပါတယ်ပေချိုးရဲ့နောက်တစ်ဖက်မှာတော့ဘာမှစီချေရေးဆွဲထားခြင်းမရှိပဲအခုလိုပဲပြောင်းမဲ့ဖြစ်နေပါတယ်ဘဘလက်မောင်းလုံးဘက်ကိုတိုင်ဖို့အတွက်ပထမဆုံးလက်မောင်းရဲ့အလက်မှတ်ကိုအရင်ရှာကြည့်အောင်နော် လမောင်းရဲ့အလမတ်ဆိုတာအခုလိုပခုံးစွန်းထိတ်နဲ့တဒောင်စွန်းထိတ်တို့ရဲ့အမှတ်နှစ်ခုအကြားအလေတတဲနေရာကိုပြောတာပဲဖြစ်ပါတယ်။လမောင်းအလမတ်ကိုသိချင်ပထမဆုံးပခုံးစွန်းနဲ့တဒောင်စွန်းကိုအရင်ရှာကြည့်ရပါမယ်။ခလေးရဲ့ဘဲဘက်လက်ပြင်ရိုးကိုကောင်းကောင်းဆန်းသက်ရှာဖွေနိုင်ဖို့အတွက်အင်ကြီးဘဲလက်ကိုချွတ်လိုက်ပါ။ဖြစ်နိုင်ရင်တော့အင်ကြီးတစ်ခုလုံးချွတ်လိုက်တာပိုကောင်းပါတယ်။ ပြီးရင်ကလေးရဲ့ဘဘက်လက်ပြင်ရိုးရှိတဲ့နေရာအပေါ်ကိုတိုင်းတာသူရဲ့ညာဘက်လက်ဖွားကိုအခုလိုပဲတင်လိုက်ပါပြီးသွားရင်လက်ချောင်းထိပ်များကိုသုံးပြီးလက်ပြင်ရိုးပေါ်မှာရှိတဲ့ကန်းလန့်ဖြတ်တရှိနေတဲ့အယိုးကိုစမ်းသက်ရှာဖွေကြည့်ကြရအောင်ကန်းလန့်ဖြတ်အယိုးကိုရှာတွေ့ရင်အဲ့ဒီအပေါ်တိုင်းတာသူရဲ့ညာဘက်လက်ထိပ်ကလေးတွေကိုတင်လိုက်ပြီးပခုံးစုံဘက်ကိုတဖြည်းဖြည်းဆန်းရင်ရွှေသွားပါ ကန့်နှက်ဖြက်အရိုးရဲ့အဆွန်းဆုံးအချွန်းဆုံးနေရာကို ရောက်တဲ့အထိဆန်းရင်နဲ့ရွှေသွားပါ။အဲ့ဒီအဆွန်းဆုံးအချွန်းဆုံးနေရာကိုရောက်တဲ့အခါကျရင်လက်ညှိုးထိတ်နဲ့ထောက်ပြီးတော့ရထားလိုက်ပါ။အဲ့ဒီနေရာကတော့ပခုံးစွန်ထိတ်ပဲဖြစ်ပါတယ်။ပခုံးစွန်းထိတ်မှာထောက်ထားတဲ့လက်ညိုနေရာမရွှေ့အောင်ထိန်းထားပြီးဘဲဘက်လက်ကဆော့ပင်ကိုကင်ပြီးထောက်ထားတဲ့လက်ညိုထိတ်ကိုယခုလိုအမှတ်သားလုပ်ထားလိုက်ပါ တရောင်စွန်းထိတ်ကိုရှာဖို့တရောင်စစ်နာကဘဘဲလက်ဖြံရိုးပေါ်ကိုစံသက်သူရဲ့လက်ချောင်းတွေကိုတင်လိုက်ပါစံသက်သူရဲ့လက်ချောင်းတွေကအဲ့ဒီလက်ဖြံရိုးပေါ်တလျှောက်တရောင်စစ်ဘက်ကိုရွှေ့သွားပါတရောင်စစ်မှာအစွန်ဆုံးအချွန်ဆုံးနေရာကိုရောက်တဲ့အထိရွှေ့ပြီးစံသွားပါအဲ့ဒီအစွန်ဆုံးအချွန်ဆုံးနေရာကတော့ဘဘဲတရောင်စွန်းထိတ်ဖဲဖြစ်ပါတယ်အဲ့နေရာကိုစော့ပန်နဲ့မှတ်ထားလိုက်ပါ အခုဆိုရင်ကျမတို့ဘဘက်ပခုံးစွန်းထိတ်နဲ့ဘဘက်တထောင်စွန်းထိတ်ဆိုတဲ့အမှန်တကူကိုရရှိပြီးဖြစ်ပါတယ်။ပခုံးစွန်းထိတ်အမှတ်ပေါ်ကိုပေချိုးရဲ့လေးတောင်ပေါက်ကြီးမှာဆွဲထားတဲ့မြားနှစင်တို့ရဲ့ထိတ်ကိုတဲ့နေအောင်ပေချိုးတင်ထားပါ။ခလီရဲ့တထောင်စစ်ကို60ဒီဂရီဖြစ်အောင်ကွေထားပါ။တထောင်စွန်းထိတ်အမှတ်ပေါ်ကိုပေချိုးတင်ပါ။ တထောင်စွန်းထိတ်အမှတ်နဲ့တဲတဲမှာရှိရဲ့အတိုင်းတောင်ဖတ်ပါ အခုဆိုရင်19.6စင်တီမီတာရှိပါတယ်19.6စင်တီမီတာကိုနှင်းနဲ့စားလိုက်ရင်9.8စင်တီမီတာရပါတယ်အဲ့ဒီအတိုင်းတာနေရာမှာစော့ပန်နဲ့အမှတ်သားလုပ်လိုက်ပါ အခုလိုစော့ပန်နဲ့အမှတ်သားလုပ်ပြီးတဲ့အထိပခုံးစွန်းထိတ်မှတ်မှာတင်ထားတဲ့ပေချိုးနေရာမရွှေအောင်တင်ထားဖို့အရေးကြီးပါတယ်ဒီနေရာဟာဘက်ဘက်လမောင်ရဲ့အလဲမှတ်ဖဲဖြစ်ပါတယ် ဗပတ်လမောင်းအလဲမဲ့ရဲ့ဒီနေရာကိုသိရပြီဆိုရင်အဲ့ဒီနေရာမှာလမောင်းလုံးပတ်ကို တိုင်းတာပါမယ်ရှင်။ခလေးရဲ့ဗပတ်လက်ကို ပြန်ဆန့်ထားပေးပါ။ပေကျူးရဲ့ပြောင်မျက်နှာပြင်ဘက်ကိုတိုင်းတာသူရဲ့ဘက်မှာထားပြီးခြုံနေတဲ့အပိုင်းကို ခလေးရဲ့လမောင်းအောက်ကနေဗပတ်ကိုထိုးသွင်းလိုက်ပါ။ပြီးရင်ခြုံနေတဲ့အပိုင်းကိုပေကျူးရဲ့ဒေါင်းလိုက်တရှိနေတဲ့အပေါက်ငယ်တဲသို့ထိုးထည့်လိုက်ပါ။ပေကျူးကို မတင်းလုံးမလျော့လုံးအနေထားနဲ့ခလေးလမောင်းမှာပတ်ထားပေးပါ။ တကယ်လို့ပေကျူးကတင်းလို့ရင်ခုပုံမှန်မြင်တွေ့ရတယ်လို့ပေကျူးကအရေးပြတဲ့နင်းဝင်သွားမှဖြစ်ပြီးလက်မောင်းရေပြားကခြိုက်နေတာကိုတွေ့ရမှဖြစ်ပါတယ်။ရောနေရင်တော့ပေကျူးနဲ့ကလေးရဲ့လက်မောင်းကြားမှာအခုလိုနေရာလွတ်နေတာကိုတွေ့ရမှဖြစ်ပါတယ်။ကလေးလက်မောင်းကို ပေကျူးကမတင်းလို့မလျော့လို့အနေထားမှာပတ်ထားရင်းနဲ့လေးတောင်ပုံအပေါက်ကြီးရဲ့မျှထိတ်တက်တက်မှရှိနေတဲ့အတိုင်းတာတန်ဖိုးကိုတသမတနေရအထီးအနီးဆက်ဆုံးဖက်ပါမယ်။ယခုမြင်ရတဲ့အတိုင်းမျှထိတ်တက်တက်ကတန်ဖိုးက 55.4စင်တီမီတာဖြစ်ပြီးပီချိုးရဲ့အယောင်ကလည်းအစေးရောင်ပဲဖြစ်ပါတယ်။ဒီကလေးရဲ့လက်မောင်းလုံးပတ်အတိုင်းတာကတော့55.4စင်တီမီတာပဲဖြစ်ပါတယ်။လမောင်းလုံးပတ်တိုင်းလိုရတဲ့အဖြေတွေကိုအယောင်အင်းနဲ့ပြောရရင်မြားထိတ်တက်တက်မှရှိနေတဲ့ပေကျိုးရဲ့အယောင်ကအစင်းအောင်ဖြစ်နေရင်လက်တလောအာဟာရချို့တဲ့မှုမရှိပါဘူး။ အဝါရောင်ပြနေရင်တော့လက်တလောအတော်တန်အဟာရချုပ်တဲ့မှုကိုခံစားနေရပြီးအနီရောင်ပြနေရင်တော့လက်တလောအပြင်းထန်အဟာရချုပ်တဲ့မှုကိုခံစားနေရတယ်လို့ရေပူအားဖြင့်ပြောနိုင်ပါတယ်။အစင်းရောင်မှာပြနေရင်တော့ဒီတိုင်းပဲလဆင်မမန်ဆက်တိုင်းသွားပါအကယ်၍အဝါရောင်နဲ့အနီရောင်မှာပြနေရင်တော့ကျမရေးဝင်တဲ့နဲ့ပြတာပြီးညွန်ချားချက်အတိုင်းဆက်လက်ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ကျမရေဝန်ထမ်းများအနေနဲ့မှတ်သားရမှာကတော့လက်မောင်းလုံးပတ်အတိုင်းဒါသံမိုးသည်7.5စင်တီမီတာနဲ့အထက်မှာရှိနေလက်တလောအဟာရချို့တဲမှုမရှိပါဘူး စနေတသမ5စင်တီမီတာရဲ့အောက်စတေတသမ5စင်တီမီတာအတွင်းမှာဆိုရင်လက်တလောအတော်တန်ဟာရချွတ်တဲ့မှုကိုခန်းစားနေရပြီးစတေတသမ5စင်တီမီတာရဲ့အောက်ကိုရောက်နေရင်တော့လက်တလောအပြင်းထန်အဟာရချွတ်တဲ့မှုကိုခန်းစားနေရတယ်လို့ရေဘူးကအဖြစ်မှတ်သားရမှာဖြစ်ပါတယ်အခုလိုအသက်6လမှ9နှစ်အတွင်းရှိခလေးငယ်များရဲ့လက်မောင်းလုံးပတ်တိုက်တာချင်းဗီဒီယိုကိုပြီးဆုံးတဲ့အထိကြည့်ရှုပေးခဲ့တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်